ဒီလိုမှန်တွေကိုပြန်တဲ့အခါမှာတချို့ကဥစဉ်ကိုဖုံးကြီးဖြစ်ပြီးတိခန့်စိတ်မရှိဘူးလို့ပြောကြတာရှိတယ်။စောကားလာသမျှတိုင်းကိုတိခန့်ပေးနေရအောင်ဥစဉ်ကခန္ဒီပါရမီဖြစ်ကျင့်နေတဲ့ဘုရားအလောင်းမဟုတ်ဘူးနော်။ဒါကြောင့်တုတ်ပြန်တဲ့တာဆိုရင်တုတ်ပြန်မယ်။တိခန့်တဲ့တာဆိုရင်တိခန့်မယ်။အခုတုတ်ပြန်တဲ့လို့တုတ်ပြန်မှာဖြစ်တယ်။ပြယုနိုင်ငံမှာရှိတဲ့ဗုဒ္ဓမြတ်စွာတော်ကိုအနောက်တိုင်းသိတ္တန်ပညာရှင်များကစံသက်ဖို့ပြယုအစိုးရထံခွင့်တောင်းတဲ့အခါမှာပြယုအစိုးရကခွင့်ပြုလိုက်တဲ့အတွက် စမ်းသက်ကြည့်လိုက်တဲ့အခါမှာဒီသွားဟာလွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တယောက်ရဲ့သွားဖြစ်တယ်လို့အတည်ပြုခဲ့တယ်။အဲ့ဒါကိုတက္ကတော်တို့ဘာကြောင့်မသိကြတာလဲ။ဘာကြောင့်မသိချင်အောင်ဆောင်းလေကြတာလဲ။နောက်ပြီးဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားကတရားကိုမြင်ရင်ငါဘုရားကိုမြင်မယ်လို့ဟောကြားခဲ့တယ်။အဲ့ဒီလိုဟောကြားခဲ့တဲ့အတွက်တရားကျင့်သုံးတဲ့လူမှန်ရင်တရားသိပြီဆိုတာနဲ့ဘုရားရှိတယ်ဆိုတာကိုသိတယ်နော်။အဲ့ဒီအချက်လက်တွေနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင် ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားတကယ်ရှိကြောင်းဘယ်သူမှငြင်းလို့မရဘူးเนาะကဲတကာတော်တို့ကိုးကွယ်တဲ့ဖန်ဆင်းရှင်သာဝရဘုရားတကယ်ရှိပါသလားဦးဇင်းမေးပြီအဲ့ဒီလိုမေးတဲ့အခါမှာတကာတော်တို့ကဖန်ဆင်းရှင်သာဝရဘုရားဟာဝိညာဉ်တော်ဘုရားဖြစ်လို့မျက်စိနဲ့မမြင်ရပါဘူးဟုဖြေကြလိုက်တယ်ရှင်ယောဟန်ကျမ်းမှာလည်းအဲ့ဒီလိုပဲပြောထားတာရှိတယ်เนาะဝိညာဉ်တော်ဘုရားဖြစ်လို့မျက်စိနဲ့မမြင်ရပါဘူးဟုပြောထားတော်လည်းပဲကဘာဦးကျမ်းမှာကတော့သာဝရဘုရားကိုမြင်ဖို့တဲ့ပုဂ္ဂိုလ် ၅ဦးရှိတယ်လို့ဖော်ပြထားတယ်။အဲ့ဒီ၅ဦးကဘယ်သူတွေလဲဆိုရင်အာဒံရဲ့ဧဝရဲ့နောအီရဲ့ယာကုပ်ရဲ့ဣဗရာဟင်ရဲ့ပဲဖြစ်တယ်။ရှင်ယောဟန်ကျမ်းမှာထာဝရဘုရားကိုမြင်ကူးတဲ့လူမရှိပါဘူးလို့ပြောထားပါရဲ့နဲ့ကဘာဦးကျမ်းမှာမြင်ကူးတဲ့လူ၅ဦးရှိတယ်လို့ဆိုခြင်းဟာရှင်းအောင်မညီဖြစ်နေပါတယ်နော်။နောက်ပြီးတရားတော်တို့ဖျားကိုမြင်လိုက်ပြီဆိုရင်မြင်တဲ့လူဟာအသက်မရှင်ဘူးလို့မောရှိကပြောတယ်။ဖျားကိုမြင်တာနဲ့အသက်မရှင်ရတာဟာဘာကြောင့်လဲ ကြောက်เสียကောင်းလို့ပေါ့เนาะအဲ့တော့ဥစဉ်ပြောကြင်တာကလေဥစဉ်တို့ဗုဒ္ဓဘာသာကိုနောက်မှတိုက်ခိုက်ပါအရင်ဆုံးတက္ကရာတို့ရဲ့ရှေ့နောက်မကြီးဖြစ်နေတဲ့ကျမ်းတွေကိုကြီးအောင်လုပ်ပါတက္ကရာတို့ဖရတကယ်ရှိမရှိဆိုတာကိုသိအောင်လေ့လာပါလေ့လာပြီးလို့သိပြီဆိုတာနဲ့တကယ်ရှိတယ်ဆိုရင်ချပြပါနော်ဒါပဲပြောချင်ပါတယ်ကျမ်းမာပါစေဗုဒ္ဓဘာသာမှာဗုဒ္ဓစာပေမှာအလူကံပုဂ္ဂိုလ်၁၄ယောက်ရှိပါတလိဿံ ပြီးရင်တီလာမရှိတဲ့လူမိုက်လူရန်ကပြီးရင်တီလာရှိတဲ့လူသူတော်ကောင်းပြီးရင်သာသနာပဒံအပင်ရတဲ့ယသိယဟမ်းများပြီးရင်မကထံလေးရောက်ပြီးရင်ဖရထံပုဂ္ဂိုလ်လေးရောက်ပြီးရင်ပိစေကဗုဒ္ဓပြီးရင်တမ္မာတံဗုဒ္ဓပြီးလို့ချင်းဖရာမှုရှိတော့တန်ဃာတော့အရှင်သူမြတ်များပေါ့အဲ့ဒီပုဂ္ဂိုလ်တွေကသူကတစ်ခုနဲ့တစ်ခုသေသာသေသာမြင့်သွားတာအကျိုးပေးကတည်း ူကဟိုအသိဉာဏ်မရှိတဲ့တိရစ္ဆာန်ကိုလူမဲ့သူရှင်ရယ်ဘဝတရားအကျိုးပေးတယ်နော်လူမိုက်လူရန်ကလူရင်ဘဝတရားအကျိုးပေးတယ်ပြီးကျင်လူသူတော်ကောင်းလူရင်ဘဝတောင်းပေါ့သူဆယ်သားဆယ်သားဆယ်သားအဲ့ဒီလိုမျိုးသားဖြစ်တယ်ဦးတင်ခွန်းကပြောခဲ့တဲ့အလူကံပုဂ္ဂိုလ်တွေကိုအဲ့ဒီလိုပဲဆယ်သားဆယ်သားနှက်သွားလိုက်ဒါကကုသိုလ်ရေးပေါ့အကုသိုလ်ရေးသူလို့ရှင်အဲ့ဒီလိုပါပဲ တဲသားစေသားစေသားမြင့်သွားလိုက်ပါအခုတို့ဘယ်လောက်ရှိကြီးမားမလဲလို့